ကြီးစုသူများမင်္ဂလာပါရှင်။လပေါင်းများစွာသဘောထားကွဲလွဲမှုတွေရှိခဲ့တဲ့ချင်းပြည်ကောင်စီ CC နဲ့ဂျာကာလာချင်းအမျိုးသားအတိုင်းပင်ခံကောင်စီ ICNCC တို့ကြားချင်းအမျိုးသားညီညွတ်ရေးသဘောတူညီချက်ဖြစ်တဲ့ကောင်စီနှစ်ရက်ကိုပေါင်းစည်းပြီးချင်းအမျိုးသားကောင်စီဖြစ်ဖွဲ့စည်းဖို့ပူးတွဲကြေညာခဲ့တာကိုဒီတစ်ပတ်မှာကျွန်မပြောပြချင်ပါတယ်။ချင်းအမျိုးသားတပ်ဦး CNF CNA နဲ့ချင်းဒေသကာကွယ်ရေးတပ် CDF တွေစုဖွဲ့ထားတဲ့ချင်းပြည်ကောင်စီနဲ့ CDF တပ်ဖွဲ့6ခုပူးပေါင်းဖွဲ့စည်းထားတဲ့ချင်းညီနောင် ICNCC တို့ကြားသဘောထားကွဲလွဲမှုတွေကိုကြော်လွှားနိုင်ဖို့ညှိနှိုင်းကြိုးစားမှုရလဒ်ကောင်တစ်ခုအဖြစ်ပေါင်းစည်းရေးဆိုင်ရာပူးတွဲကြေညာချက်ကို February 26ရက်နေ့မှာထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။အဲ့ဒီကြေညာချက်မှာချင်းပြည်သူတွေအတွက်အကောင့်စီ၂ရက်ရှိနေခြင်းကမဖြစ်တင်တာကြောင့်ကောင်စီတစ်တရက်အဖြစ်ပေါင်းစည်းဖို့သဘောတူခဲ့တာလို့ပူတွဲကြေညာချက်မှာဖော်ပြထားတာပါ။ ချင်းအမျိုးသားကောင်စီအ мян ဆုံးပေါ်ပေါက်လာနိုင်ဖို့အတွက်ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ကိုဖွဲ့စည်းဖို့သဘောတူခဲ့တယ်လို့ကြေညာပါတယ်။ဒီလိုသဘောတူညီချက်တွေအပေါ်ချင်းပြည်သူတွေအလုံးဝမ်းမြောက်စွာကြိုဆိုကြဖို့လည်းနှိုးဆော်ထားပါတယ်။အဲ့ဒီသဘောတူညီချက်ကိုတော့ချင်းပြည်ကောင်စီကိုယ်စားလှယ်၃ဦး၊ ICNCC ချင်းညီနောင်ကိုယ်စားလှယ်၃ဦးလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာပါ။ နှစ်ဖက်ကြားသဘောထားကွဲလွဲမှုတွေကနေတိုက်ပွဲတွေပြိပခတွေဖြစ်ခဲ့တဲ့အထိအခြေအနေကတင်းမာခဲ့ဘူးပါတယ်။အဲ့ဒီအခြေအနေတုန်းကချင်းပြည်နယ်မှာရှိတဲ့ပြည်သူတွေသာမကပဲနိုင်ငံတော်ဝန်ကပြည်သူတွေပါဝမ်းနဲ့စိတ်ရှုပ်ထွေးအားငယ်ခဲ့ရပါတယ်။ချင်းပြည်နယ်မှာနေပြည်တော်ဇက်တိုက်ဆုံးရှုံးနေတဲ့စစ်ကောင်စီကတော့ဂျားကအမျက်ထွက်ခဲ့သလိုဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့တာပါ။အဲ့ဒီအခြေအနေကချင်းပြည်နယ်မှာစစ်ကောင်စီတပ်တွေအခြေချမှုကိုတက်တန်ဆွဲဆန့်နိုင်စေခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ချင်းပြည်နယ်မှာအားအကောင်းဆုံးအင်အားစုနှစ်စုကြားပြိပခတွေထပ်မံဖြစ်ပွားဖို့တာဆူနေတဲ့အချိန်ပြည်သူတွေရင်တမမဖြစ်နေရချိန်မှာချင်းပြည်ကောင်စီနဲ့ ICNCC ချင်းညီနောင်တို့ကြားအခုလိုညီညွတ်ရေးသဘောတူညီချက်ရရှိခဲ့တာဟာချင်းပြည်သူလူထုအတွက်တော့ဝမ်းမြောက်စရာဖြစ်ခဲ့ရပါတယ်။ဒါဟာချင်းပြည်သူတွေတည်းမကပဲနိုင်ငံတော်ကတော်လှန်ရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေအင်အားစုတွေပြည်သူတွေအတွက်သတင်းကောင်းဖြစ်ခဲ့ပါတယ်။ အရင်ကချင်းပြည်ပူပေါင်းကာကွယ်ရေးကော်မတီ CJDC အဖွဲ့ဝင်တွေအဖြစ်စစ်ရေးအရာအတူစုစည်းခဲ့ကြဘူးတဲ့ချင်းတော်လှန်ရေးအင်အားစုတွေဟာလွန်ခဲ့တဲ့နှစ်နှစ်ဝန်းကျင်လောက်ကစပြီးသဘောထားကွဲလွဲမှုတွေဖြစ်လာခဲ့တာပါသဘောထားကွဲလွဲမှုတွေကြောင့်အတူတကွပေါင်းစည်းနေတာကနေနောက်ဆုံးချင်းပြည်ကောင်စီနဲ့ချင်းညီနောင်ဆိုပြီးအကွဲအပြဲကပိုကြီးလာတာဖြစ်ပါတယ်အဲ့ဒီချင်းတော်လှန်ရေးအင်အားစုနှစ်ခုစလုံးကစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ရည်ရွယ်ချက်တူညီပေမဲ့ အယူအဆသဘောထားကွဲလွဲမှုတွေရှိနေလို့ချင်းပြည်အတွင်းစစ်ကောင်စီကင်းစင်ရေးစစ်အာဏာရှင်တိုက်ဖြတ်ရေးတိုက်ပွဲတွေပေါ်ဆောင်ရမှာလဲအတူတကွပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။နောက်ဆုံးအင်အားစုနှစ်ခုကြားမှာပါတိုက်ပွဲတွေဖြစ်တဲ့အထီကိုအခြေအနေတွေကတင်းမာခဲ့တာပါ။ချင်းပြည်ကောင်စီတပ်ပေါင်းစုတွေကစစ်ကောင်စီတပ်စခန်းတွေနဲ့ချင်းပြည်နယ်ကမြို့တချို့ကိုတိုက်ခိုက်သိမ်းပိုက်ထားသလိုအာရခတပ်တော် AA နဲ့မဟာမိတ်ပြုလုပ်ထားတဲ့ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ကလည်းပြီးခဲ့တဲ့2024နောက်ပိုင်းမှာပဲ မြို့တွေဇက်တိုက်သိမ်းယူလာနိုင်ခဲ့ပါတယ်။ချင်းပြည်ကောင်စီပူပေါင်းတပ်တွေကရီကော်ဒါကြီခါတွန်းဆန်းဝေပူလာနှာရိန်စုခွာလိုက်လန်းပြီးရေစွာစတဲ့မြို့တွေကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေကလည်းကျင်းတွေမတူပြီးမင်းတပ်ကံပတ်လက်စတဲ့မြို့တွေကိုတိုက်ခိုက်သိမ်းပိုက်ထားတာပါ။ပြီးတော့ချင်းညီနောင်နဲ့မဟာမိတ်တွေကဖလန်းမြို့မှာရှိတဲ့စစ်တပ်စခန်းတွေတပ်ရင်းတွေကိုအပီးသက်သိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်နေပါတယ်။ ဒါကြောင့်ချင်းပြည်ကောင်းစီတပ်တွေဟာချင်းပြည်နယ်မြောက်ပိုင်းကမြို့တွေကိုအဓိကသိမ်းပိုက်ထားသလိုချင်းညီနောင်နဲ့မဟာမိတ်တပ်တွေကချင်းပြည်တောင်ပိုင်းကမြို့တွေကိုသိမ်းပိုက်ထိန်းချုပ်လာတာဖြစ်ပါတယ်။2024ဂျွန်လကမတူပီမြို့သိမ်းတိုက်ပွဲမှာဆိုရင်ချင်းညီနောင်နဲ့ချင်းပြည်ကောင်းစီတပ်တွေကြားမှာစစ်တပ်ကိုလူတိုက်တဲ့အခြေအနေမျိုးဖြစ်ခဲ့ပြီးနောက်ဆုံးနှစ်ဖွဲ့ကြားမှာပါတိုက်ပွဲတွေဖြစ်ခဲ့တာပါ။ချင်းတော်လှန်ရေးတပ်တွေကြားဖြစ်တဲ့တိုက်ပွဲတွေမှာနှစ်ဖက်ကြဆုံထိခိုက်တာတွေရှိခဲ့ပြီးပြည်သူတွေရင်ကွဲခဲ့ရပါတယ်။ ဒါတည်းမကပဲကပလက်နဲ့မာရာဒေတာတွေမှာလည်းချင်းညီနောင်အဖွဲ့ဝင်တွေနဲ့ချင်းပြည်ကောင်းစီအဖွဲ့ဝင်တွေကြားပြိပခတချို့ပြစ်ခတ်မှုတချို့ဖြစ်ခဲ့ပြန်ပါတယ်။ပြီးခဲ့တဲ့လပိုင်းအတွင်းထင်ရှားတဲ့ပြဿနာတစ်ခုကတော့ဒီဒိမ်မျိုးကိုချင်းပြည်ကောင်းစီဘက်က CDF တပ်ဖွဲ့တချို့မြို့သိမ်းစစ်ဆင်ရေးပြုလုပ်မယ်လို့ကြေညာတဲ့အပေါ်ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလန်ကလက်မခံဘဲတီးတိမ်မျိုးကိုချင်းညီနောင်ကတိုက်ခိုက်သိမ်းပိုက်ဖို့ပြင်ထားပြီးဖြစ်ကြောင်းအသိပေးခဲ့ပါတယ် တကယ်လို့ချင်းညီနောင်မဟုတ်တဲ့အခြားအဖွဲ့တွေကတီးတိမ်ကိုလာတိုက်ခတ်ရင်ပြန်လဲတိုက်ခတ်ယူမယ်လို့အသိပေးတဲ့အထစ်ကိုတင်းမာမှုရှိခဲ့ကြတာပါဒီလိုတင်းမာနေတဲ့အခြေအနေမှာ NUG ယာယီသမရအပါအဝင်တော်လှန်ရေးခေါင်းဆောင်တွေကချင်းတော်လှန်ရေးနှစ်ဖွဲ့စလုံးကခေါင်းဆောင်တွေကိုတွေ့ဆုံပြီးညီညွတ်ရေးအတွက်ကြိုးပမ်းကြဖို့တိုက်တွန်းခဲ့ကြပါတယ်ပြဿနာတွေဖြစ်ခဲ့ပေမဲ့ချင်းပြည်သူတွေရဲ့လူလားချက်နဲ့ချင်းပြည်တိဆောက်ရေးလိုအပ်ချက်အရချင်းအမျိုးသားပေါင်းစည်းရေးလိုအပ်နေတယ်ဆိုတော့ နှစ်ဖက်စလုံးကကောင်းစွာသိပြီးထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ဒီလိုညီညွတ်ရေးရဖို့ဂျာဝင်စိတ်ဆက်မှုလိုအပ်နေချိန်မှာ2025ဖေဖော်ဝါရီလတတိယပတ်ကအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်မှာမီဇိုရမ်အစိုးရရဲ့ကုညီပေးမှုနဲ့နှစ်ဖက်ကိုယ်စားလှယ်တွေတွေ့ဆုံမှုဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကနေပဲညီညွတ်ရေးသဘောတူညီချက်ရရှိခဲ့တာလို့ချင်းစစ်ရေးနိုင်ငံရေးသတင်းရှင်းမြစ်တွေကပြောပါတယ်။ဒါပေမဲ့ညီညွတ်ရေးပေါင်းစည်းရေးအတွက်ရှေ့ဆက်ဆွေးနွေးမှုတွေက ဆက်လက်ပြုလုပ်ရမှာတော့ဖြစ်ပါတယ်ဒီနေရာမှာအဓိကဆွေးနွေးရမယ့်အကြောင်းအရာကတော့အာရခတက်တော်နဲ့မဟာမိတ်ကိစ္စကိုအခြေအလဲဆွေးနွေးရနိုင်ခြင်းရှိတယ်လို့ချင်းသတင်းရှင်းပြတချို့ကသုံးသပ်ပါတယ်ပြီးတော့နှစ်ဖက်မှာရှိနေတဲ့ပုံကိုယ်ရေးအစင်မပြေမှုတချို့ကလည်းခြေရှင်းကြော်လွှားရမယ့်စိန်ခေါ်မှုလို့ချင်းသတင်းရှင်းပြကဆိုပါတယ် ဒါပေမဲ့ချင်းအမျိုးသားတွေပြန်လည်ပေါင်းစည်းနိုင်ဖို့လိုအပ်ချက်ကပိုအရေးကြီးတာဖြစ်လို့ချင်းပြည်ကောင်စီနဲ့ချင်းညီနောင်အင်အားစုတွေပူးပေါင်းနိုင်မဲ့အချိန်ကိုချင်းပြည်သူတွေမျှော်လင့်နေကြပါတယ်။ဖေဖော်ဝါရီလကောင်ပိုင်းမှာပေါ်ထွက်လာတဲ့ဒီပေါင်းစည်းရေးသဘောတူညီချက်ကို NUG အစိုးရနဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ကဝမ်းမြောက်ဂုဏ်ယူကြောင်းသဝန်လွာပေးပို့ခဲ့ကြပါတယ်။ပေါင်းစည်းရေးအနေအထားကတော့ရှေးဆက်တိုးတက်လာမှာပါ ကမကထပြုပေးတဲ့မီဇိုရန်အစိုးရကိုလည်းကျေးဇူးတင်ပါတယ်လို့ချင်းပြည်ကောင်စီအဖွဲ့ဝင် CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်နီကပြောပါတယ်။ပေါင်းစည်းရေးဆောင်ရွက်မှုအခြေအနေနဲ့ပတ်သက်ပြီးသဘောထားမေးမြန်းဖို့ ICNCC နဲ့ချင်းညင်တော်တာဝန်ရှိသူတွေကိုဆက်သွယ်ထားဆဲဖြစ်ပေမဲ့အဆက်အသွယ်မရသေးပါဘူး။စစ်ကောင်စီကတော်လှန်ရေးအင်အားစုတွေကြားထိုးခွဲနိုင်ဖို့အချိန်ဆွဲသွေးခွဲတဲ့ဖြူဟာကိုအဓိကအသုံးပြုနေချိန်မှာချင်းတော်လှန်ရေးအင်အားစုနှစ်ခုရဲ့ပူးပေါင်းမှုကစစ်ကောင်စီအတွက်အိမ်မက်ဆိုးဖြစ်လာပါတယ်။ ချင်းပြည်နယ်မှာနေပြည်တော်ဆုံးရှုံးမှုများလာတဲ့အာဏာသိမ်းစစ်အုပ်စုအတွက်ချင်းတော်လှည့်အင်အားစုတွေပေါင်းစည်းမိပြီဆိုရင်ချင်းပြည်နယ်ဟာစစ်တပ်ကင်းစင်နေပြည်လွတ်မြောက်နေပြည်ဖြစ်လာဖို့အလွန်နီးစပ်လာပြီဖြစ်ပါတယ်။ပြည်သူတွေလိုလားတဲ့ချင်းတော်လှည့်အင်အားစုနှစ်စုပေါင်းစည်းမှုကိုကြီးညာချက်အဖြစ်ကနေလက်တွေ့ဖြစ်လာအောင်ချင်းတော်လှည့်ကောင်းဆောင်တွေဖြတ်ကျော်ရမယ်အဆင့်တွေတော့ကြံပါသေးတယ်။ဒီအတွက်အမြောက်အမြင်ကြီးကြီးတတ်တီကောင်းကောင်းနိုင်ငံရေးစိတ်စေတနာအပြည့် ရိုးသားပြီးအပြန်အလှန်လေးစားမှုတွေနဲ့ချိုးပန်းမှုတွေတော့ထပ်မံထည့်ဝင်ကြရအောင်မှာဖြစ်ပါရဲ့ရှင်။ People's Spring ကပတ်စံတင်ဆက်ပေးနေကြဖြစ်တဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုတော့တနင်္ဂနွေနေ့မနက်၈နာရီချိန်တိုင်းမှာတင်ဆက်ပေးနေပါရဲ့ရှင်။